တချို့ပြောစရာတွေခင်ရပါမယ်စေတနာတန်တန်နဲ့ကုညင်ပေးသွားမယ်ဆွဲပုတုအားလုံးပဲမင်္ဂလာပါရှင်အခုစရင်ပရိသတ်တွေအားလုံးရဲ့အပေးချစ်ခင်မှုတွေကိုရရှိထားတဲ့ဆယ်လီပုတုလေးရတော့တူကရန်လမ်းပေါ်ကိုထွက်အလူခံခံငလင်ပေးတဲ့နေရာတွေကိုဂရိုက်သွားရောက်ကလွတ်ချက်ချပတ်ပေးနေပြီဖြစ်ပါတယ်ပုတုလေးရတော့အခုလိုဂရိုက်သွားရောက်ကလွတ်ချက်ချပတ်ပေးနေရပုံမှာလေအလုံးကဝန်တာနေကြပြီပရာဟိတာလို့ဒီမှာတရောက်တနေရာကနေကိုညင်လောက်ကိုင်ပေးနေတဲ့ပုတုလေးကိုအလုံးကဝန်တာနေကြပါတယ် ဘုသူလေးကတော့အခုလိုကိုရိုင်းအလှခံပေးတဲ့ပုံမှလည်းတချို့ကဘုသူလေးကိုအမျိုးမျိုးပြောဆိုနေကြတဲ့မျိုးရှိပါတယ်။အဲအကြောင်းတွေကိုလည်းဘုသူလေးကပြောပြလာခဲ့ပါတယ်။ဘုသူလေးကအခုလိုပရဟိတလို့တွင်အာသက်တရောလှူဆောင်ပေးနေရကိုတချို့သူတွေကပို့ပြီးတော့နမဲကြီးလာအောင်လှုပ်ပြနေရလို့နောက်ွေရနေပြောဆိုနေကြပြီးအခုစဉ်ဘုသူလေးကတချို့သူတွေရဲ့ဝေဖန်ပြောဆိုရာတွေကိုအမျိုးမျိုးခံနေရပါတယ်။အဲအကြောင်းတွေနဲ့ပတ်သက်ပြီးတော့လည်းဘုသူလေးကအခုလိုပဲရှင်းပွင့်ပြောပြလာခဲ့ပါတယ်။ ဘသူကကျွန်တော်စေတနာတန်တန်နဲ့ကုညင်ပေးသွားမှာပါဘသူတွေဘလို့ပဲပြောပြောကိုကမဟုတ်တာမလုပ်ထားလို့စိတ်လုံပါရဲ့ကောင်းတာတွေလုပ်တာပဲပေါ့နော်တချို့ကအပြစ်မြင်ကြကြတယ်အခုဆိုရင်ကိုရိုင်းအလိုခံနေလိုအပ်တဲ့နေရာတွေကိုကိုရိုင်းပဲသွားလုပ်ပေးတယ်တပြားတစ်ချက်မှကျွန်တော်မတော့ပိုးပြလဲကုညင်ပေးနိုင်ဖို့စူးစမ်းသွားမှာပါဆိုပြီးဘုတုလျာပြပြလာခဲ့ပါရဲ့ အခုဆိုရင်ပူတိုလီယာငလင်ဘေးတဲ့နေရာတွေကိုကရိုင်တော်ရောက်ကလူတန်းထောက်ပံ့ပေးနေပြီဖြစ်ပြီးသူနေတဲ့ဘသူတွေကဘလို့ပဲပြောကြပါစေကရိုင်ထပ်ဖို့ပြီးလူတန်းသွားနိုင်အောင်စူးစမ်းသွားမယ်လို့ဆိုပါတယ်ပူတိုလီယာတော့ပညာပေးဇလန်တိုလီတွေနဲ့ပရရီရဲ့အပေးပြောဆိုမှုတွေကိုခံထားတာဖြစ်ပြီးအခုဆိုရင်လည်းပူတိုလီကပရဟိတအလုပ်လေးတွေနဲ့အတူအလုံးရဲ့အပေးချစ်ခင်မှုတွေကိုအပြေအဝရရှိနေပြီဖြစ်ပါတယ် ပုတ္တလီကတော့စပရောလေအခက်အခဲဖြစ်နေကြတဲ့သူတွေကိုကုညင်ပေးသွားနိုင်အောင်ကြိုးစားသွားမယ်လို့ဆိုပါရယ်ပုတ္တလီကသူရရှိတဲ့ခုနှစ်ရက်သားသမီးတွေရဲ့အလူငယ်လေးတွေကိုစုပေါင်းကလွယ်အပ်တဲ့နေရာလေးတွေကိုထောက်ပံ့ပေးနေရကိုကြည့်ရပါရယ်အရေးပုံမှန်လေးပရိသတ်တွေကပုတ္တလီကိုစုတောင်းပေးနေကြပါရယ်ပုတ္တလီကတော့အခုစင်ငလင်ပေးတဲ့ပြည်သူတွေအတွက်လွယ်အပ်တဲ့နေရာလေးတွေကိုတိမ်တုံရတော်ရလွတ်တန်းပေးပြီးဖြစ်ပြီးအခုစင်လေးပုတ္တကအလူခန္ဓာ၂ရက်အတွင်းမှာပဲတိမ်900ရရှိခဲ့လို့ဆိုပါရယ် ပုတ္တလီကတော့အဲဒီပုံမှာလဲကျင်းတို့ပြည်တိဖြစ်နေရပြီးရင်ဖွင့်ပြပြလာခဲ့ပါတယ်ပုတ္တလီကတော့အလုံကောင်းအလူငွေတွေထဲဝင်လူတန်းပေးကြတဲ့ပုံမှာပြောရှင်နေရပါအလူငွေကောက်ခံတာနဲ့ပတ်သက်ပြီးတော့လဲပုတ္တလီကအခုလိုပဲပြပြလာခဲ့ပါတယ်ပုတ္တကကျွန်တော်အရင်ကတိန်300ကျော်ကိုငလင်ပေးတဲ့ပြည်သူတွေကိုတွေ့ရလူတန်းပေးပြီးပေါ့နော်အခုလည်းနေရကျဲမှာတိန်900ရထားပြီးပါပြီ။နောက်3ရက်လောက်ဆိုရင်တိန်1000ရလောက်ပါတယ်။ကျွန်တော်က စကိုင်းဖက်ကိုသွားလို့ပြီးမှာပါကျွန်တော်ကကရင်နဲ့သာအလူခံနေရတာစိတ်ထဲမကောင်းပါဘူးအခုငလင်ဘေးကအရင်ပြီးခဲ့တဲ့ရေဘေးတက်ကိုငေါးစားလောက်ပူစရယ်ပေါ့နော်ကျွန်တော်ကတော့တက်နိုင်တဲ့ဖက်ကနေထောက်ပံ့ပေးသွားပါမယ်အခုချိန်တွေကရေဘေးတုံကချက်ကိုအဆမတန်ပူစိုးပါတယ်တကယ်လွယ်အပ်တဲ့နေရာလေးတွေကိုရေးချိတ်ပြီးတော့လွတ်တန်ပေးသွားမှာပါဆိုပြီးဘုတူလီကပြောပြလာခဲ့ပါတယ်အခုဆိုရင်ဘုတူလီကတချို့သူတွေရဲ့ပြောဆိုမှုတွေကိုခံရပြီးမဲ့အကောင်းဆုံးစူးစမ်းရင်ပရဟိတာလို့တွေ့လုပ်ကိုင်းနေပါတယ် ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်အကြောင်းအသေးလေးတွေကျွန်တော်ရဲ့ page လေးကို like and follow လုပ်ထားပေးကြပါဦးနော်ကြည့်ရှုအားပေးမှုတော်လေးကျေးဇူးအများကြီးတင်ပါတယ်ရှင်